ဟယ်လိုတငယ်ညာလုံးမင်္ဂလာပါဗျအဲကျွန်တော်အခုတင်မဲ့ဗီဒီယိုလေးကတော့ကျွန်တော်ဒီပကန်းကမိုးပြံပူပေါင်းမိုးပြံပူပေါင်းစီးတဲ့နေရာပေါ့နော်မိုးပြံပူပေါင်းနေဆထွက်တဲ့နေရာကိုကျွန်တော်ပကန်းအလဲသွားတော့မနဆော့ဆော့ထားပြီးတော့မိုးပြံပူပေါင်းကွင်းကိုသွားပြီးဒါဗီဒီယိုလေးရိုက်ခဲ့ရပါတော့ဒါထိုးတာတိုင်းမတီးသေးတဲ့မရောက်ဖူးသေးတဲ့တငယ်ချင်းတွေတော့ပါ ီကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာဒီဘောလုံးကြီးတွေကိုစပြီးတော့အဲကန်းနဲ့လေးဖြည့်နေရပါတော့ဘောလုံးကြီးတွေအပေါ်မရောက်သေးဘူးဒီလက်တော်ဆက်တွေကတော့ဘူပေါင်းကြီးတွေကိုတည်ခဲ့ရတယ်ဗျာကျွန်တော်တို့ရောက်တော့တွေ့ရပါတော့ဒီဘူပေါင်းကြီးကိုလေးဖြည့်ရတော့အရန်ကြီးတော့မကြောက်ဘူးဗျခဏနဲ့လေးဖြည့်သွားတယ် အဲဒီကွင်းမှာတော့ဒီအနီရောနှလုံးလွတ်တယ်ပေါ့နော်ဒီဟိုဘက်ကတကွင်းမှာတော့အဆင်းရောင်တစ်လုံးလွတ်တယ်ဗျအဲဒီကနေ့ကကျွန်တော်ဒီအနီရောနှလုံးပဲလွတ်တောင်းလို့ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့အဲပူပေါင်းစီမဲ့အပွဲတွေအမတ်တရတပ်ပုံရိုက်တာကိုမြင်ရပါတော့အဲဗီဒီယိုလေးကတော့တိုးတဲ့အတိုင်းပဲဗျာကျွန်တော်လည်းတကယ်ချင်းတွေကိုအစအဆုံးပြခြင်းတော့ဆိုလို့ ရရင်ရရင်လည်းဗီဒီယိုလေးကရှိရှိသွားမှာပေါ့နော်အဲအဲ့ဒီတော့ဗီဒီယိုလေးကတော့နည်းနည်းချမ်းပဲဗျအဲဒါပဲမလို့မြောက်ခွေးတဲ့တင်နေနေဆိုရင်တော့အဲပူစူရရရပေါ့နော်ထုံပြူလေးမပြဲ့ရပြဲတစောင်းပြတ်တာကြောင်းတရားတွင်နဲ့ဟုတ်ကဲ့ဒါဆိုလို့ရှိရင် ကျွန်တော်တို့ဒီဘက်ကတလုံးကအဲလေးပြည့်သွားပြီပေါ့နော်အဲခဏတည်းကျွန်တော်တို့အဲလူတွေ တင်ပြီးတော့စထွက်တော့မှာဖြစ်ပါတယ်โอเคခုဒီမှာဒီဘက်အလုံးကအရင်စထွက်ပြီပေါ့နော်ဟိုဘက်ကအလုံးကလည်းတက်ဖို့အစင်းစင်းဖြစ်နေပြီဟိုဘက်မှာလည်းကျွန်တော်တို့ပဲလာကြည့်တဲ့သူတွေရှိတယ်ဒီဘလုံးကွေးကเออชุยซี้กงพยาตวาดแล้วแลเนี่ยเนเจินได้มาเลยสิเนี่ยโตลันนี่ไดตวาดแล้วลันอ่อนเนเนสูเลยครับ ဘလုံးတက်တာကြီးရှင်ပေါ့နော်ကြည့်ပါဦးဗျာပေါ်လုံးစီရတာပြောတရားတော့ကောင်းပဲထင်တယ်။အဲသူများလေးစီရကြည့်ရတာကိုပြောတရားဖြစ်တယ်။ကြောက်စရာလည်းကောင်းနေပါတော့။အဲအမြင်ကိုထပ်ထားဆို။ဒါမဲ့အနေနဲ့ကင်းပါလိမ့်ဗျာပေါ်လုံးလေး။ နေနေလေးကနေဖြည်းဖြည်းချင်းတက်သွားပါတော့သူလေချောင်းလျှောက်လိုက်သွားတယ်လို့ပြောတယ်ဗျ အဲဒါကျွန်တော်တို့ဘောလုံးကြီးစားထွက်ပြီးဆိုတော့လည်းအောက်ကကားရလည်းဟိုဘောလုံးကြီးကြားပဲကြီးကိုစားထွက်ကြတယ်ပေါ့နော်ဟိုကျွန်တော်တို့နောက်တစ်လုံးကလည်းစားထွက်နေပေါ့ဒီလက်ထုံတဲ့ကြီးတွေကလည်းကျွန်တော်တို့ဘောလုံးကြားပဲကြီးကိုရင်ကျူသွားနေတာလည်းအဲဒီကြားတဲ့နေရာနဲ့ဝေးတယ်ဗျာ တော့တော့တလုံးပေါ့နော်ဒီဗီဒီယိုလေးကိုဆုံးတည်ကြည့်ပေးကြရတဲ့ငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်။အဲဘုသူဒအနေငယ်ရမယ်လို့လည်းထင်ပါတယ်။ကျေးဇူးပါ။